celebrity လဲစိတ်ဆိုးတိုင်းတာပဲဒေါသထွက်နေတာသူတို့လည်းလူပဲဟုတ်နော်ဟိုကိုယ့်ရဲ့စိတ်ထဲမှာအခက်မသိတာရှိရင်လည်းမျက်နှာလေးပြတ်သွားတာလေးတော့လည်းရှိတတ်မှာပဲပေါ့နော်ဒါပေမဲ့ကိုက public figure အနေနဲ့ဒီလူတွေဈာထဲမှာဆံပြထားရလောက်တဲ့မျက်နှာမျိုးခံကျင်တယ်ဆိုလို့ရှိရင်တော့လည်းကျမတို့အမြဲတမ်း အဲတတိလေးကပ်ပြီးတော့ကိုယ့်ရဲ့ emotion ကိုတက်နိုင်တဲ့လောက်ထိမ့်ပြီးတော့ကိုယ့်ရဲ့ခံစားချက်နဲ့လုပ်ရက်ကို တလိုင်းစီခွဲနိုင်လေကျမတို့အဲပတ်ဝန်းကျင်မှာအမားကင်းပြီးတော့ကြိလိုက်တာနဲ့ smart ဖြစ်တယ်ဆိုတဲ့လူတစ်ယောက်အနေနဲ့အတိမတ်ပြုခံရဖို့အခွင့်အလမ်းပိုများပါတယ် လူတယောက်ကကိုယ့်ရဲ့စိတ်ကလေးကဘာဖြစ်နေပြီလဲအခုဒေါသထွက်နေရလားအဲအခုလောဘတွေတက်လာတာလားဒါမှမဟုတ်အခုဝမ်းနည်းနေရလားဒါမှမဟုတ်အခုအယမ်းစိတ်ရှုပ်နေရလားအဲ့ဒီအပေါ်မှာဗတိလေးကပ်ပြီးတော့ကိုယ့်ရဲ့ စိတ်ကိုထိမ့်လိုက်နိုင်မယ်ဆိုရင်အဲကျမတို့ဒီလုံရက်တွေမှာပေါ့နော်ကျမတို့လုံလိုက်တဲ့လုံရက်တွေမှာခန်းစားချက်ကိုဦးစားမပေးတော့ဘယ်နဲ့လုံတဲ့တဲ့အရာကိုပို့ပြီးတော့ဦးစားပေးဖြစ်သွားတာပေါ့နော်အမားတွေပို့ပြီးတော့နေသွားနိုင်ပါတယ်အဲ့တော့ကိုကိုတိုင်းကလည်းအဲကိုယ့်ရဲ့စိတ်ကိုတတ်နိုင်တဲ့လောက်စူးစမ်းပြီးတော့ထိမ့်တယ်အဓိကစိတ်ထဲမှာဖြစ်နေတဲ့ negative အဲဖြစ်နေတဲ့အရာတွေကိုဘယ်တော့မှ လူတွေမမြင်ရအောင်ကိုယ်နဲ့အလုတ်တွဲလုပ်နေတဲ့လူတွေဘယ်တော့မှမမြင်ရအောင်အများတန်းလဲထိမ့်သိမ့်ပြီးတော့နေဖြစ်ပါတယ်အဲ့တော့ကိုယ်လည်းအမားနေတယ်သူတို့လည်းအလုတ်လုပ်ရတာစိတ်ချမ်းသာတယ်အဲ့တော့ လူတွေကိုကျမတို့ထုတ်ပြရမယ့် emotion ကကျမအနေနဲ့တော့နှစ်ခုပဲရှိတယ်လို့ယုံကြည်ထားတယ်။တစ်ခုကတော့မေတ္တာပေါ့နော်။လူတွေကိုမေတ္တာထားနိုင်ထားမထားနိုင်လို့ရှိရင်လည်းဥပိ္ပခာလေးထားဖို့ပဲအကြံပေးချင်ပါတယ်။ဒီနှစ်ခုကလွင့်ကျမတို့ဇနက်ရာတွေဟာဘာတွေဖြစ်နေနေဘာမှပြလို့မရဘူး။ကျမတို့ရဲ့နေ့စဉ်ဘဝနဲ့လှုပ်ဆောင်ချက်တွေပေါ်မှာဘာမှတက်ရောက်မှုရှိလို့မရဘူးလို့ကျမတို့လည်းယုံကြည်ထားပါတယ်။အာ public figure အနေနဲ့ပေါ့နော် public figure အနေနဲ့နေမှာလား celebrity အနေနဲ့နေမှာလားပေါ့နော်အဲကိုကဟို well known person ဖြစ်နေရင်တော့ ောင်မှ celebrity နေနဲ့နေကြတယ်ဆိုလို့ရှိရင်တော့လေတော်တော်များတော့အဲ celebrity လဲစိတ်ဆိုးတိုင်းတာပဲဒေါသထွက်နိုင်တာသူတို့လည်းလူပဲ ਉਹ နော်ဟိုကိုယ့်ရဲ့စိတ်ထဲမှာအခက်မသိတာရှိရင်လည်းမျက်နှာလေးပြတ်သွားတာလေးတော့လေရှိတတ်မှာပဲပေါ့နော်ဒါမဲ့ကိုက public figure အနေနဲ့ဒီလူတွေကြားထဲမှာဆန် ပြထားရလောက်တဲ့လူပုံစံမျိုးဖြစ်အောင်ပေါ့နော်ဒါမစ်စီရလို့မော်ဒယ်ရလို့မင်းသမီးရလို့မဟုတ်ပါဘူးဒါအပြင်ကသွားနေတဲ့လူတွေလည်းကို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 ယ့်ရဲ့ပတ်ဝန်းကျင်ကအစံပြုထားရလောက်တဲ့လူမျိုးအနေနဲ့မြင်တာမျိုးခံကျင်တယ်ဆိုလို့ရှိရင်တော့လေကျမတို့အမြဲတမ်းအဲတတိလေးကပ်ပြီးတော့ကိုယ့်ရဲ့ emotion ကိုတတ်နိုင်တဲ့လောက်ထိမ့်ပြီးတော့ကိုယ့်ရဲ့ခံစားချက်နဲ့လုပ်ရက်ကိုတလိုင်းစီ ခွဲနိုင်လေကျမတို့အဲပတ်ဝန်းကျင်မှာအမားကင်းပြီးတော့ကြိလိုက်တာနဲ့ smart ဖြစ်တယ်ဆိုတဲ့လူတစ်ယောက်အနေနဲ့အတိမတ်ပြုခံရဖို့အခွင့်အလမ်းပိုများပါတယ် အဲကိုယ့်ရဲ့ဖြစ်နေတဲ့ emotion ကိုအမြဲတမ်းထိန်းသိမ်းထားပြီးတော့အဲဘာဘူပြရမလဲဆိုတာကိုပဲဟိုအစင်တစိုက်ပြနေတတ်တဲ့ဒီသတိ ကောင်းပြီးတော့ smart ဖြစ်တဲ့သူတွေကတော့ပတ်ဝန်းကျင်မှာအမြဲတမ်းဟို outstanding ဖြစ်နေတယ်ပေါ့နော်ဒီလိုလူမျိုးတွေကိုတွေ့လိုက်နေကျမကဒါမျိုးကိုကြိုက်တဲ့လူဆိုတော့အမြဲတမ်းအဲ တလေးတစားနဲ့အားကြပြီးတော့အမြဲတမ်းကြည့်ဖြစ်တယ်ပေါ့နော်။အာကျမကတော့အမှုပညာလှူရှားမှုဆိုတာအထက်ဒီသင်တန်းဆရာမတယောက်အနေနဲ့ပဲဒါတစ်လုံးရေရှည်ရည်တည်သွားမှာဖြစ်တဲ့အတွက်တော့အဲဒီသင်တန်းတွေပဲအဓိကပေးဖြစ်နေမှာပါပဲ။အဲပြီးလို့ရှိရင်တော့ဒါ beauty pageant season တွေရောက်လာပြီဆိုလို့ရှိရင်လည်းဒါ pageant ရာသီရောက်လာပြီဆိုလို့ရှိရင်တော့လည်းဒါ pageant training နေနဲ့အတူအဲဒါစင်ပေါ်မှာရှောက်မဲ့ကလေးတွေအတွက်အဲ ဆင်အောက်ကပံ့ပိုးသူတယောက်အနေနဲ့လည်းကျွန်မအများကြီးရှိနေပါပါဒီ public figure အနေနဲ့နေကြတဲ့ဒီလူတီများတဲ့ celebrity နေနေနေကြမယ်ဆိုလို့ရှိရင်တော့လေဒါပြိသက်တွေကိုကိုအဲမကြိုက်တဲ့ပေါ့နော်ပြိသက်တွေရဲ့အဲဒါ cyber bullying လုပ်တယ်လို့ပဲပြောရမှာပေါ့เนาะဒါ negative comment တွေအများကြီးကျမတို့တွေအကြုံတွေ့ကြရပါတယ်ကျမကိုယ်တိုင်လည်းအကြုံတွေ့ခဲ့ဘူးတယ်အကြုံတွေ့နေသေးပါပဲပေါ့เนาะဆိုတော့အဓိကကိုကကြတော့ဟို ကောင်းစေချင်လို့ပြောရင်းနဲ့အဲ့ဒီစကားလေးပေါ်မှာတော်တော်များများနားလည်မှုလွဲသွားကြတာမျိုးတွေဖြစ်တာတာဆိုတော့ကိုကတော့အဲပြိတ္တရဲ့ဒီ negative comment တွေအတွေ့များလာပြီဆိုလို့ရှိရင်ဟိုမကြည့်တာတော့မဟုတ်ဘူးမခံစားတာတော့မဟုတ်ဘူးကျွန်မကြည့်တယ်ဟို ပြောပါများလာတယ်ဆိုတော့ဒါဟာကျွန်မပြင်ရမယ့်ကိစ္စတစ်ခုများဖြစ်နေမလားဆိုတာလေကိုကိုကိုပြန်ပြီးတော့ဆန်းစစ်ချင်တာ哦အဲကျွန်မပို့ပြီးတော့သူရဲ့မျက်စိထဲမှာဖြစ်စေကိုယ့်ရဲ့ lifestyle မှာဖြစ်စေပို့ပြီးတော့ perfect ဖြစ်တဲ့အမျိုးသမီးလေးတယောက်အများတန်းဖြစ်ချင်ခဲ့တဲ့အခါကျတော့သူတို့ပြောနေတဲ့အထက်မှာများငါပြင်စရာဘာရှိမလဲဆိုတာတော့ကျွန်မကြည့်ပြတယ်ပေါ့နော်အော်ဒါဆိုလို့ရှိရင်တော့ငါဒါလိုအပ်နေတာပဲဒါလေးကိုတော့ပြင်လိုက်မယ်အဲဒီလိုမျိုးပေါ့နော်သူတို့တွေအထင်လွဲနေတာဆိုလို့ရှိရင်လည်းအထင်မလွဲပဲနဲ့ကျွန်မပြောချင်တာဒါကျွန်မလုပ်ပြချင်တာဒါဆိုတာလေးကိုသိအောင်တော့ကျွန်မ message တွေပြန်ပြီးတော့ sharing လုပ်ပေးပါတယ်ဟုတ် ဝိုင်းစတော့မတ်ကအခုဒါစူပါမားကတ်အနေနဲ့22ဆိုင်မြောက်ကိုဒါအဲဖွင့်လိုက်ခဲ့ပြီဆိုတော့အဲဒီဆိုင်ွဲတွေဒီထက်အများကြီးအများကြီးပို့ပြီးတော့အဲဖွင့်နိုင်စေချင်တယ်ဘာလို့လဲဆိုတော့ဟိုကျမတို့ကအကုန်လုံးကဒါနီးစက်ရဆိုင်ွဲမှာဝယ်ကြရတာဆိုတော့လေအဲဆိုင်ွဲနည်းနည်းလှမ်းတဲ့နေရာလူတွေလည်းအဲဒီ promotion တွေကိုရပြီးတော့အဲ budget save ဖြစ်ဖြစ်နဲ့ပေါ့နော်ပစ္စည်းလက်လက်ဆက်ဆက်တွေကိုအဲဝယ်နိုင်စေချင်တော့ဆိုင်ခွေတွေအများကြီးဖွင့်စေချင်ပါတယ်။အာကိုဆိုလို့ရှိရင်တော့အမြဲတမ်းဒီပါအပြင်ထွက်တိုင်းဒီပါအိမ်ကပစ္စည်းအမြဲတမ်းမှာလို့အဲ ကိုကလည်းဒီ word marketer စာလို့ရှိရင်အဲဒီ one stop မှာလာပြီးတော့ဝယ်ဖြစ်တာများတယ်ပေါ့နော်အဓိကအိမ်ကအသားငှားတွေအများရန်မှားလေးရှိတယ်ဒီမှာလည်းအသားငှားကိုလိုချင်တဲ့အစိတ်အပိုင်းတွေကိုမှလက်လက်ဆက်ဆက်စိတ်ကြိုက်ရွေးပြီးတော့ဝယ်လို့ရတာဆိုတော့ပြီးရင်လည်း promotion တွေကလည်းအများရန်ရှိနေတာဆိုတော့အဲဒီမှာပဲတကူတကလာပြီးတော့ဝယ်ဖြစ်တယ်ပေါ့နော်ဟုတ်